လောကမှထွက်ခွာခြင်းလောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဆက်လန်းနေပါတော့ဟိုအလွန်အဆွေးနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းလည်းရှိတယ်ဟော ကမတီတို့ treasury တို့ဆိုတာဘဝမှာတော့ပျော်ရွှင်မှုနဲ့ဤကုန်ချုပ်ရတာလို့မရှိဘူးအပြေရန်ဟာသိဆုံးရတာနဲ့အဆုံးသတ်တဲ့အတွက်ကြောင့်အကောင်းနဲ့အဆုံးသတ်တဲ့ဘဝဇာလံဆိုတာတကယ်အောင်ရှိအဆိုးနဲ့ပဲအဆုံးသတ်တာပဲတကယ်ဘဝဇာခုံမှာအဆိုးဆုံးပဲနောက်ဆုံးမှာ ဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝကထွက်ခွာပြေးရဲဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြိုပြုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပြေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရတ်တိုင်နိုင်မှုမရှိဘူးထွက်ခွာပြေးရအဲ့ဒီထွက်ခွာပြေးရခြင်းဟာသေဆုံးရခြင်းပဲဖြစ်တယ်ကော ရှားထားတဲ့ကိုဝါတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဖះလောင်းနေတာအဲ့ဒီအဆုံးသတ်ကို ကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကလောကကိုဆင်ញင်သုံးသတ်တယ်သူတို့ရဲ့ဆင်ញင်သုံးသတ်ပုံလေးကိုကြည့်ကြည့်လောကကြီးဟာစိတ်ပြည့်စရာ ကောင်းလိုက်တာ မွေးလာရပြီးတော့တည်ရတဲ့လူဖြစ်ရသေးတယ်။တည်ပြီးတော့လည်းနောက်တနေ့ကပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်။မွေးရပြီးတဲ့အခါတခါပြန်ပြီးတော့တည်ရပြန်တယ်။ဖြစ်ခြင်း၊ဥခြင်း၊သိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်အခဲမျိုးစုံပဲ။မွေးဖွားလာပြီးတဲ့နောက် ဟောဟာတဖြည်းဖြည်းယင့်လာပြီးတော့ဥမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲဒါစိတ်တို့မရတဲ့အရာတစ်ခုပဲဥမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုရဟာလည်းပဲဒါစိတ်တို့မရတဲ့အရာတစ်ခုပဲဟုတ်တဲ့ဒီလံတနည်းဒီအောင်ရှာကြလို့မရသေးဘူး ချူသာနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးတော့လောကအတင်ထာဝရနေဖို့ဆိုလူတွေဟာတတ်နိုင်တယ်ဗျာချူသာနေကြစိတ်ပညာပဲကလည်းပဲစိတ်ပညာနဲ့ချူသာနေတာပဲခါထာမန္တရားဝိစအတတ်ပညာတွေကလည်းပဲချူသာနေတာနော်ပတိဖို့ချူသာကြတာပဲအလုံး သို့သောခနေ့ချီအောင်အောင်မြင်တယ်ဆိုတာမရှိတော့ကမှအတိညာရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တဲ့မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်နတ္ထိသာတ္တအမရဏံမွေးလာပြီး မသေးတဲ့လူဆိုတာမရှိပါဘူးလို့ပြောသွားတယ် မရှိဘူးလို့ပြောတာတိတိကြကြပြောတာပဲနော်နတ္ထိသတ္တအာမရဏတော်ကကြီးမှာမွေးဖွားလာပြီးတဲ့နောက်ပသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကိုပဲအရှိလုပ်ဖို့ကြိုးစားနေကြတာခဏိတိအောင်မြင်တဲ့တို့မကြဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့မယ် တော့ပုံမြင့်နှင်းမှရှိနေတာလူတွေရဲ့ချိုးပန်းချက်နဲ့မျောမှန်းချက်တွေကိုဖော်ပြနေတာလားဖြစ်တယ်။အောင်မြင်မှုကိုဖော်ပြတာမဟုတ်ဘူး။လူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျောမှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုဒါလည်းဖော်ပြတာဖြစ်တယ်။အောင်မြင်သွားတာတခုမှမရှိဘူး။ လောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓအသိပဲနဲ့အေးဝေးလိုက်ရင်တော့မရဏံတံဟိစီဝိတံလူအသက်ဆိုတာသိဆုံးခြင်းမှာပဲအတိတရမှာဖြစ်တယ်လို့တိတိချာချာတိတိချာချာထုတ်ဖော်ဟောကြပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ် ဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်။ဖះလောင်းနေတွေးတယ်လို့ပဲ။လောကကြီးကစိတ်ပြည့်ဖို့ကောင်းလိုက်တာ။ဝေးလာပြီးတော့တဖြည်းဖြည်း ఓ ရတယ်။ ఓ ပြီးသိဆုံးရတယ်။ဖះရမှမတည်နေဘူး။နောက်တစ်ခါတနေရာရွှေ့ရပြန်တယ်။အဲ့ဒီနေရာမှာလည်းပဲတည်တိုင်းပဲ။ဒါစိတ်ပြည့်စရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့ စဉ်းစားတယ်အဲ့ဒါဖះလောင်းတို့ရဲ့ဝိပဿနာတရားပဲနော်ပါဠိဘာသာနဲ့ဟောတာတော့မြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာတာကိစ္ဆဝတ္တယံလောကအပ္ပနောလောကကြီးဟာစိတ်ပြဖို့ကောင်းလိုက်တာ စာယတိစေဝစီယတိစာပရတိစာ ဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်တေးရတယ်စဝတိစာဥပပစ္ပစ္စတိစာတေးပြီးတဲ့နောက်မှာပြန်မွေးရတယ်စပြက်ဖို့ကောင်းလိုက်တာသာဝရနေလို့မရဘူးအဲ့ဒါဘာကြောင့်ဖြစ်နေရတယ်လဲလို့စဉ်းစားလိုက်တာ ိုးရံသေးတာဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းရှာလိုက်တဲ့သာတိပစ္ဆယသရပရဏံငါတို့အိုးရံသေးတာဟာမွေးလာလို့သာဖြစ်ရတာဒါဖြေထုတ်တာဖရာလုံးကြီးကအဲ့လိုစဉ်းစားတာအဲ့ဒါကိုပဲပြိဿတ်တို့ဘက်ခေါ်တာနောက်ကြောင်းပြန်လိုက်တော့နော်အကြောင်းရှာတယ်ဘာကြောင့်အိုးနေဘာကြောင့်သေးရလဲ အကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုးစရာမရှိဘူးသိစရာလည်းမရှိဘူးငါဖြစ်လာလို့ဒါလဲအိုးခြင်းသိခြင်းနဲ့ကြုံရတာဖြစ်တယ်ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားဟာဘာကြောင့်ဖြစ်လဲဘဝပစ္စယဇာတိကိုလုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်နေတဲ့ကံတရားတွေ၆ပဲဘဝကိုတိဆောက်တဲ့ကံတရားတွေ၆ဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ် ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထလာပဲဆိုမဟုတ်ဘူးဥပါဒနာပစ္စယဩဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလမ်းမှုဒီနှစ်ခုကြောင့်ဖြစ်တယ်အထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်တယ်အမှန်မသိလို့ရှင် illusion ဖြစ်တာအဲ့ဒါကို ဥပါဒံလို့ခေါ်တယ် ဥပဒံဆိုတာထိတ်တနာနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းမှုဘဝကြီးကိုအမှန်တိုင်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တိုင်းမြင်တာမှမဟုတ်တာအလွဲမြင်နေဘယ်လိုတလဲမြင်နေတော့ဆိုလူတွေဟာနမေရီတီးတီးမဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမရှိဘူး သူယုတ်ကိုယုတ်သူနန့်ကိုနန့်ရှုပ်ရအနန္တရားနှစ်ခုနဲ့ပဲတိဆောက်တာဖြစ်တ